မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘောဝဘေးစပေးတွေကနေအမြန်ဆုံးကင်းဝေးပါစေလို့ကျွန်မနန်းရွယ်ကဆုတောင်းလိုက်ပါတယ်။အခုတင်ဆက်ပေးမှာကတော့ရန်ကုန်မြို့စံကြောင်မြို့နယ်မှာတိုက်ခန်းမြင့်တွေကိုဖတ်တွယ်တက်ရောက်ပြီးပစ္စည်းတွေတက်ခိုးနေသူလို့ဆွဆွဲခံရသူအမျိုးသမီးတဦးလေးလောက်ကနေခုံချရမှာထိတ်ဆုံးသွားတဲ့ဆိုတဲ့တဲ့မှာ ဒီကနေ့ AB 30ရက်နေ့မနက်၄နာရီခန့်မှာရန်ကုန်မြို့စမ်းချောင်းမြို့နယ်မောက်လက်ဆောင်ရွက်ွယ်ပြည်သူ့ကွက်တီတင်လန်ထိတ်ကတိုက်ခန်းတစ်ခုကိုပြည်ထမောက်ကနေတဆင်ဝင်ရောက်ပစ္စည်းတွေခိုးယူဖို့စူးစမ်းနေတယ်ဆိုတော့အမျိုးသမီးဟာပြည်ထမောက်ကနေခုံချထွက်ပြေးစင်မှာပြုတ်ကျခဲ့ပြီးသေဆုံးသွားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ အသက်40အရွယ်ကရှိတဲ့အဲ့ဒီအမျိုးသမီးဟာတံမင်းတကားတွေတက်ဆင်ထားတာမရှိတဲ့အထိုင်းမြင့်တိုက်ခန်းတွေကိုပြည်တွင်ပေါက်တွေကနေတဆင်တက်ရောက်ပြီးပစ္စည်းတွေခိုးယူနေသူလို့လဲဆိုပါတယ်။သူအိတ်ခန်းထဲဝင်နေတော့အရှင်ကနိုးသွားပြီးအော်တော့ထွက်ပြေးပြီးနောက်ဖေးပေးစင်ပေါက်ကနေခုံချဖို့လုပ်တာဝိုင်းသားကြသေးတယ်ပြောတယ်။လေလောကနဲ့ခုံချတာဆိုတော့ပွဲချင်းပြီးသွားတယ်သူစီမအခြားတိုက်ခန်းတွေကခိုးလာတာတွေပါတိတ်မိတယ်ပြောတယ်လို့ဒေသခံတို့ကပြောပါတယ် တိုက်ခန်းဘောကနေပြုတ်ကျခဲ့တဲ့အမျိုးသမီးကိုဆေးရုံကြီးကမပို့ဆောင်ခဲ့မှာပဲတေဆုံသွားခဲ့တယ်လို့လည်းသိရပါဗျ။ဆေးရနာတင်ပြီးတဲ့နောက်မှာပြည်သူတွေဟာစီးပွားရေးအခြေအနေနဲ့ရင်ဆိုင်နေရပြီးခိုးဆိုးလူရဲမှုတွေဟာနေရာအနှံ့မှာဆက်တိုက်ဆိုးသလိုဖြစ်ပေါ်နေခဲ့ပါတယ်ရှင်။ကျမနွယ်နွယ်ပါ။